ဒီဝီပြိသက်များခင်ဗျာဒီကနေ့နေပြည်တော်မှာကျင်းပတယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုဖွဲ့နဲ့မြို့သားလွှတ်တော်ကိုယ်စားလှယ်များအစုဖွဲ့ကတင်သွင်းတဲ့သမရအလောင်းညီနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေ့ဆုံမြင်ရတော့မှအစီအစဉ်ဖြစ်ပါတယ်ဒီအစီအစဉ်အတွက်နိုင်ငံရေးလှိလာသုံးသပ်သူဆရာအိမ်မော်ကျော်နဲ့ကျွန်တော် AVD သတင်းဌာနရဲ့ Editor ကိုကျော်စွာမိုးလူနဲ့တွေ့ဆုံမြင်ရတော့မှလည်းခင်ဗျာမင်္ဂလာပါဟုတ်ကဲ့အခုကြိုဆောင်မှုရေအခုကျွန်တော်တို့ဒီနေ့ကတော့ဒါနေ့တူနေ့မြန်လို့ပြောလို့ရတာပေါ့နော်ဒါတခြားကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဒါရက်သားဆိုရ စ်စစ်ကိုကျွန်တော်တို့ဒါသမရလောင်းပြီးကျွန်တော်တို့ကြီးချဲ့တဲ့နေ့ပေါ့ဘာလို့ကနေနေ့ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာဒီမိုကရေစီဖက်ချုပ်ကြည့်ရင်ကျွန်တော်တို့1990ရွေးကောက်ပွဲမှာဒါအပြတ်သက်တောင်ပြူကမ်းပြူနိုင်ခဲ့တယ်ဒါမဲ့အာနာထွက်ပြောင်းမှုမရခဲ့ပါဘူးဒီချိန်မှာလည်းတခါတကြော့ပြန်2015ရွေးကောက်ပွဲမှာကျွန်တော်တို့တောင်ပြူကမ်းပြူနိုင်ခဲ့တယ်ဟိုဒါပေမဲ့အခုကတော့အာနာထွက်ပြောင်းရေးစနေပြီပေါ့ဗျာဆိုတော့ပြည်သူလွှတ်တော်မှာလွှတ်တော်ကတော့လွှတ်တော်မှန်တယ်ကတော့ဥပဒေပြည်မှန်တယ်ကတော့ရပါပြီအခုအချုပ်ရေးမှန်တယ်ကျွန်တော်စနေပြီပေါ့အဲ့တော့အဲ အခုဒီကနေ့အခင်းချင်းကြည်လိုက်ရင်ပထမကျွန်တော်တို့ရည်မှန်းထားတာတော့ဒေါက်တာအန်နဒီယာပဲကိုယ်စီလောင်းကြီးတက်လာပြီးပြီးသွားမယ်လို့ကျွန်တော်တို့ယူဆထားကြပြီမြဲတကယ်တမ်းတက်လာတဲ့ခါကျတော့ကြက်ခရင်ပါတီရဲ့ကိုယ်စီလောင်းကြီးပြီးသူလော့တော်မှာရောမြေသာလော့တော်မှာရောတင်သွင်းလာတာတွေ့ရပါတယ်အဲ့တော့ကုကြုံဆောင်မှုအနေနဲ့ဒီချိန်လေးလို့ဘယ်လိုသုံးသပ်ခြင်းလဲအာကျန်ခံဖွံ့ဖြိုးရေးပါတီရဲ့လည်းဒါကတော့သူတို့ဘက်ကဒါသူတို့ကတင်ရမှာပေါ့လေဒါကသူတို့ထုံးစံနိုင်ဟဲ့လားထုံးစံနိုင်ဆိုတာတော့ဒါသူတို့လည်း အဲရမလားဒါတော့ဟဲ့လားသူတို့ဘက်ကတယောက်မြန်တက်လို့ရမလားဆိုတော့ကျွန်တော်တို့တွေ့တဲ့အနေနဲ့သူတို့တက်တဲ့ပုံရတယ်တင်ပုံရတယ်ဒါပေမဲ့ဒီဥခင်းအောင်မြင့်ကိုတင်တဲ့ကိစ္စပေါ့နော်အရင်တော့အမျိုးသားလွတ်တော်ဥက္ကဋ္ဌနောက်ပြီးတော့ဒုတိယသမ္မတဖြစ်တဲ့ဦးဆိုင်မောက်ခံကိုပြန်တင်တယ်ပေါ့နော်အရင်တော့ဆိုတော့ဥခင်းအောင်မြင့်ကိုတင်နေတဲ့နေရာမှာတော့လည်းစိတ်ဝင်စားဖို့တော့ကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ဖြစ်တာမဖြစ်တာတော့တပိုင်းပေါ့လေဒါဥခင်းအောင်မြင့်ဆိုရင်လည်းပဲအဲအရင်ဘူဂျုံမူကြီးဟောင်းဦးတန်းရွှေဦးနဲ့အရင်နှိစက်တယ်လို့ပြောတယ် ရတယ်အဲလွတ်တော်မှာလဲဟလာအများကြီးမျိုးသားလွတ်တော်မှာလဲလောက်ခတ်ကန်ခဲ့တာကြီးဆိုတွေ့ရတယ်ပေါ့နော်ဒါကတော့စိတ်ဝင်စားစရာတခုကောင်းတယ်လို့ပြောရမှာပေါ့ဒါပေမဲ့တစ်ချက်ကကြည့်ရင်ဒါလွတ်တော်နေရာစလုံးမှာ NLDF ပဲမှတ်မှုထားတာပဲလीအဲ့တော့နိုင်ချေမရှိမှန်းသိရတာနဲ့တင်တာလားဘယ်လိုတခြားကြီးရချက်ရှိနိုင်မလို့ထင်တယ်အဲအဲ့ဒါလဲစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါကတော့ကျွန်တော်ထင်တယ်တက်မတော်ရဲ့ တက်လာမဲ့ကိုယ်စလဲတွေပေါ့နော်ဒါကုတက်ကြီးမရွေးရသေးဘူးတက်မလာဘက်ကဒုတိယတက်မလာကိုယ်စလဲနဲ့ပတ်သက်ပြီးတော့နောက်မှညမှာရွေးမှာဆိုတော့ဆိုတော့အဲ့ဒီမှာကျွန်တော်ထင်တယ်ဘယ်သူတက်မလဲဆိုတော့ကုတက်ကြီးဘယ်သူမှမသိသေးဘူးပေါ့နော်ဆိုတော့တကယ်လို့ဒါအဲကြံ့ခံဖွင့်ပြောရင်းနဲ့တက်မတော်ရဲ့ကိုယ်စလဲတွေကတယောက်တည်းဟုတ်တာရွေးမယ်ဆိုရင်တော့စိတ်ဝင်စားတာမျိုးကောင်းသွားလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့အဲ့လိုမျိုးအလားအလာတော့အဲဖြစ်ဖို့နည်းလိမ့်မယ်လို့လည်းယူဆရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့နောက်တစ်ချက်ဆရာအမကျော်နေမိကျင်ပါတယ်ကျွန်တော်တို့ဒီအခု ဒီ US USDP ကနှစ်ယောက်ကကျွန်တော်တို့ဒါဟိုတမန်တော်လောင်းကြီးကျွန်တော်တင်သွင်းလာတာပေါ့နော်ဟိုပထမတော့ကတင်းထွက်နေတဲ့ဟာတွေကတော့ဒီအခုတင်တဲ့ဟာတွေကိုတရားမှမပါပါဘူးဆိုတော့အဲ့တော့အခုဒီတင်လာတဲ့ပက်သက်တင်လာတာနဲ့ပက်သက်ပြီပေါ့နော်ဒါအများကလည်းဒါတအားအော်လည်းဖြစ်သွားကြတယ်လေဆိုတော့ဟို USDP နေနဲ့ဒီ ရှေ့နာကတ်ကိုသူတို့ဘလို့ညှော်လက်ချက်ဒီများညှော်မှန်းထားတယ်မျိုးရှိနေလို့ထင်လဲဆရာအဲဟုတ်ကဲ့ကျွန်တော်တို့ဒီဒီကျန်းကျန်းဖွံ့ဖြိုးရေးပါတီဖို့ပြောမယ်ဆိုရင်ပေါ့နော်ဒီကျွန်တော်တို့2015ရွေးကောက်ပွဲမှာတော့သူကပြတ်သားရှုံးငရှုံးတော့တာပေါ့နော်ရှုံးတော့တဲ့ခါကျတော့ဒါပေမဲ့သူတို့အခုဒီတော့မှာပါတီညီလာခံနေပါပြီပြန်ကျင်းပါတယ်ဥသိမ်းစိန်ပဲပြန်ပြီးတော့ဥဆောင်မယ်ပေါ့နော်ပါတီရင်းမှာသူတို့ဒါအမှားတွေသူတို့တုံးတက်ပြပါ냐ပေါ့နော်ဆက်ပြီးတော့ တော့20မှာသူတို့ဆက်ပြိုင်မယ်ဆိုတဲ့သဘောရှိတယ်ဟုတ်ပါဘူးနောက်တစ်ဖက်ကလည်းသူကယူကော့ဘက်ကာလမှာတမရောကအဲဒီဘုဂျုတ်တွေကိုနှုတ်ထွက်ခိုင်းပြီးတော့သူတို့ပါတီပဲပြောင်းလာပါတီပဲပြောင်းပြီးတော့ဝင်ပြိုင်လာနေရှိတယ်ပေါ့နော်ဆိုတဲ့ခါကျတော့တက်မရော်အနေနဲ့ကတော့အမှန်တမ်းကကျွန်တော်တို့ standard army ပါညာပြောနေတဲ့အောက်မှာပေါ့နော်သူက paper နဲ့မှဆိုင်မဲနဲ့ခက်ခင်းခင်းနေခဲ့မယ်ဆိုရင်တော့တမျိုးပေါ့ဒါမှမဟုတ်သူကတော့ဒီစက်ခိုင်ရေးဘက်မှာပဲဝင်ပြီးပါလား အဲတွေ့တယ်တခြားမဲခွဲရင်လည်းပြန်လုံတင်းနေမဲ့သူဒီလိုပဲပါတယ်ပေါ့နော်ဒါကကျွန်တော်တို့ဟိုတုန်းကဒါဥနေဝင်လက်ထက်မှာသူတို့ပြောတာရှိတယ်ဥနေဝင်တောင်မှဒီတက်နေပတ်တဲ့ရုပ်ောက်ပွဲတွေမှာပဲမလိုက်ဖို့ဆိုတော့သူကဒိုရီလုတ်ခဲ့တယ်ပေါ့နော်ဒီခစ်ကြတော့အဲ့လိုတွေ့ရတာဒါနည်းနည်းတော့စိတ်မကောင်းစရာတစ်ချက်တော့ရှိတယ်နောက်တစ်ခုကအဲဒီနိုင်ငံရေးရှေ့ဆက်သွားမယ်ကျွန်တော်နိုင်ငံရေးမှာဘယ်လိုခန်းကဏ္ဍတွေနဲ့ အဲတက်မလို့ ਨੇ ပတ်သက်ကြမလဲဆိုတာပေါ့နော်ဒါတွေကဒါဒါဘူယူကြီးတမယောင်းလာရောသူပြောနေတာရှိတယ်ပေါ့နော်စင်တာအမီဖြစ်တော့မယ်ပါ냐ပေါ့နော်ဒါပေမဲ့လောလောဆယ်မှာဒီလိုအချင်းအရာတော့ကျွန်တော်တို့တွေ့နေရတော့မယ်အခုတမရအလောင်းစင်းတင်တဲ့အခါမှာဟလာဒီကျန်ခိုင်ဖုံမျိုးကြီးကနှစ်ယောက်တက်လာတယ်ပေါ့နော်ဒါကတော့ပြိုင်တာကတော့သူတို့လည်းခုနကပြောသလိုပေါ့နော်ပြိုင်ကြတာရပါတယ်ပြိုင်ပြိုင်ကြပေါ့နော် အဲ့တော့ဒါကတော့ဟိုနဲတာလို့သူကအရင်နဲပါတယ်နဲဆိုပြီးဖြစ်တယ်တိုးတော့တက်မလို့ဒါကိုယ်စရိုင်းနဲ့ပေါင်းလိုက်မယ်ဆိုရင်တော့မှသူကဟို NLD တဲ့တဝက်လောက်ပဲရှိသေးတယ်ကျွန်တော်ထင်တယ်နော်ဆိုတော့သူကဘယ်လိုပဲဖြစ်ဖြစ်ဒါသိကြည့်ရရှင်လို့ရမှာမဟုတ်တိုးတော့ညာလဲသူဟိုနိုင်ငံရေးပါတီတရအနေနဲ့ပေါ့နော်ဒီဒီမိုကရေစီခွင့်ရေးတွေအသုံးချပြီးတော့ဟုတ်လားသူရှင်းပြမယ်ဆိုရင်တော့လေဒါရှင်းပြလို့ရတာပါပဲနော်ကျွန်တော်တော့အဲ့လိုမြင်ပါ ဟုတ်ကဲ့နောက်တစ်ခုကအခုကျွန်တော်တို့ဒီဗမာနိုင်ငံကြီးမှာဒီသမရတွေကြီးနေပေါ့နော်ခြေတုံးကလည်းလွတ်လပ်ရပြီးနေတဲ့ပုံမှာသမရမောင်းမင်းမော်လို့ဥပဦးတို့ဟိုဒါဟိုဟာတို့ဖြစ်ခဲ့တာပဲဆက်ရှိတဲ့လူပေါ့နော်အဲ့ဒါမှတူးကြတာကျွန်တော်တို့ဂျန်တဲ့လူမျိုးတွေကဖျက်ရသည်ဘူးအော်ဒီကောက်ဘက်မတိုင်ခင်ကလည်းကိုနောအတိုင်းသားတချို့ကမှန်ကြတာဟာဒီဒီချိန်တော့မတို့ချင်းတို့လက်မွန်တို့လက်ကရတို့လက်ဆိုတာမျိုးတွေ့ကြတာမျိုးလည်းရှိတာပေါ့အခု LND ကအခုဒီကနေ့မြူတာလှော့တော်မှာအခုဒီမြူတာလှော့တော်နေပြီးတော့ဒုသမတာလောင်းပြည်တင်သွင်းလိုက်တဲ့ဦးဟင်းနဲ့ အနေဗန်တီပေါ့နော်ဒါလူတိလည်းနဲ့ပါတယ်ကျွန်တော်တို့လည်းဒီမနေ့ကြာမှာဝါးကနေဟာကနေဟာကနေဖြည့်ပြီးတော့လက်ယူပြီးတော့စုံစမ်းရတာလေအဲ့တော့ကုကြောဆောင်ဘုန်းနေလေဒီ NLD ရဲ့ကုနာလို့ပေါ့သူတမတာလောက်ဥဟင်နေဗန်တီကိုရီးချဲတဲ့နဲ့ပတ်သက်ပြီးတော့ဘယ်လိုသုံးသပ်ချက်ပြီးပြခြင်းလဲကျွန်တော်တင်တဲ့ဒါကတော့ဟိုဒေါန်ဆန်းစုကြည်ရော NLD နေနဲ့ရပါတော့နော်အဲလွတ်တော်အားကိုစလဲရရောဒီဒေါန်ဆန်းစုကြည်တို့ ကိုယ်တိုင်ရော NLD ကပြောထားတဲ့ policy ပေါ့နော်အဲ့ဒါကတော့မျိုးသားပြန်လည်တင်းရဲ့ရေးကိုဟလာဥတီပြီးတော့အစိုးရဖွဲ့စည်းတယ်မျိုးလုပ်မယ်လွတ်တော်ဖွဲ့စည်းတယ်မျိုးလုပ်မယ်ဆိုတော့အခုတက်တီတော့အဲ့လမ်းကြောင်းတိုင်းသွားနေတာကိုတွေ့ရတယ်ကျွန်တော်ဒီမနေ့စကားပြောကြည့်ရသလောက်လဲတိုင်းသာအဲတချို့ပေါ့နော်အကုန်အများကြီးတော့မဟုတ်ဘူးဒါပေမဲ့တော်တော်များများကတော့ဒီလိုမျိုးရွေးချယ်တာကိုသဘောကျအောင်ရတယ်နောက်တစ်ခုထူးခြားတာကတော့ဟလာကျွန်တော်မြန်မာနိုင်ငံက အများဆုံးအဲဘာသာရေးနဲ့ပတ်သက်လို့လည်းဟဲ့လားဘာသာပေါင်းစုံရှိတယ်အဲဆိုတော့အခုအချိန်မှာပထမဆုံးဒါဒီဦးနာပြောတဲ့ဥဟန်နူရီဘန်ချီကခရစ်ယာန်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလည်းပဲပထမဆုံးအဲဒီဘာသာကြားတရက်ကိုလူမဖြစ်လာတာပေါ့ကျွန်တော်တို့ဘယ်လောက်ထိဒီပုံမှာပြောနောက်တစ်ခုကဦးနာပြောတဲ့ချင်းတိုင်းရင်းသားဖြစ်တယ်ဒုတိယတမနာအနေနဲ့ပေါ့နော်ဆိုတော့ဒါကိုကြည်ချင်းအဖြစ်ဒီလာမဲ့အစိုးရပါเนาะဘယ်လောက်ထိဒီမိုကရေစီစံချိန်စံညွှန်းနေနောက်ပြီးတော့ဘယ်လောက်ထိ အာ liberal ဗောတနည်းအားဖြင့်ပြောမယ်ဆိုရင်ဟလာဒီဘာသာပေါင်းစုံဒီမျိုးပေါင်းစုံနဲ့တွဲပြီးလုံးလုံးနိုင်မဲ့အစိုးရတရက်ကိုဖော်ဆောင်နေရလို့ကျွန်တော်တို့မြင်ရတယ်ဒါတူးချင်းရဲ့ဟိုအရေးသေးရတော့ကျွန်တော်တို့ကြည့်ရမှာပေါ့နော်ဘယ်လောက်ဒီဆွမ်းဆောင်နိုင်မလဲပေါ့ဆိုတော့ဒီတိုင်းပဲကျွန်တော်ထင်တယ်အစိုးရဖွဲ့တဲ့နေရာမှာလဲ ဆက်သွားမဲ့သဘောရှိတယ်ပြီးခဲ့တဲ့လွတ်တော်ဥက္ကဋ္ဌရဲ့ရွေးချယ်တဲ့နေရာမှာလည်းအဲဒီတိုင်းသားတွေအများကြီးပါလေအများကြီးပါလေတိုင်းသားတွေနောက်တစ်ခုကဒီလွတ်တော်ဥက္ကဋ္ဌရဲ့ရွေးချယ်တဲ့နေရာမှာလည်းပဲအဲ၄ယောက်မှာ၃ယောက်ပေါ့လွတ်တော်ဥက္ကဋ္ဌရဲ့ဒုလွတ်တော်ဥက္ကဋ္ဌရဲ့မှာ၃ယောက်ကတိုင်းသားဘက်ကဖြစ်တယ်အဲမဲ့တေချာပေါ့ပေါ့နည်းတရားအနိုင်ရပါတီဆိုတော့လေသူ့ပါတီရလူတွေတော့ထဲ့တာပေါ့များများတော့နော်ဒီဒီဒုတိယသမ္မတလောင်းဆိုလည်းပဲ Henry Bentiu ဆိုလည်းပဲဒါ ဒါ NLD ပါတီကနေရွေးချယ်ပြီးတော့အနိုင်ရခဲ့တဲ့သူပဲလေဆိုတော့ကျွန်တော်ထင်တယ်အပြည့်ပြည့်ဆိုင်ရာမှာလည်းပဲကောင်းတဲ့ image မျိုးပမာနိုင်ငံပထမဆုံးပြင်ရမှာ1960နှစ်နောက်ပိုင်းမှာဆိုရင်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့အခုကဒီဒီနေ့ကတော့ကျွန်တော်တို့ဒါဒုသမတလုံးနေစီရင်တင်မယ်เนาะအများကကြိုင်တော့မဲခွဲမလို့ကျွန်တော်တို့ကြိုင်ရတာပေါ့အဲ့တော့မဲခွဲနေစစ်ပြီးလို့ရွေးချယ်လို့မိဒုသမတထွက်လာပြီဆိုရင်ဒါသမတရည်ချင်းစီစီဖွဲ့နေပြစ်စစ်မှာပေါ့ ခုနှစ်ရက်သူတို့ဖွဲ့ထားလာရှိပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ပြန်ပြီးတော့စီစစ်မဲ့အချက်ကိုကျွန်တော်တို့ပြန်ကြည့်မလိုက်မဆိုရင်ကျွန်တော်တို့ဖွဲ့စည်းပုံခြေခံဥပဒေရပုံမှန်50ခုပေါ့ချက်ခုနှစ်ချက်ပါတယ်ကျန်တဲ့အချက်တွေကတိတ်တသန်တာမရှိပြီမဲ့အချက်လက်ရပေါ့နော်အငင်းပွားနိုင်စရာရှိတာက50ခုကကြီးဒါသမရအဖြစ်အမဲ့ရည်ချင်တယ်မှာအုတ်ချွေးနိုင်ငံရေးစီရေးအမြင်စီပွားရေးအမြင်ဆိုပြီးတော့ထပ်ထားတာမျိုးရှိတယ် ကျန်တဲ့6ချက်ကိုပေဒံနဲ့တိုက်လို့ရတာလွယ်ပြီမဲ့အဲ့ဒီလူချက်မျိုးကိုဆရာဘယ်လိုပေဒံနဲ့တိုက်ရလဲဆရာအဲ့အဲ့လိုတမချက်မျိုးကတော့လေတကယ်တော့ကဘာမှမရှိဘူးပေါ့ဗျာကဘာမှမရှိဘူးပေါ့နော်ဒါကကျွန်တော်တို့ကစစ်အာဏာရှင်အောက်မှာနှစ်ပေါင်း50 60နေလာခဲ့တဲ့အခါကျတော့ဒီအစွဲလမ်းအနေနဲ့ပေါ့နော်ဒီလိုတိုင်ဝမ်ကဒီလိုရည်ရှိရှိတဲ့လူတွေပဲသမရဖြစ်နိုင်နေဆိုတော့ယူဆမျိုးထက်ထတာပေါ့နော် ဲတကယ်တမ်းကျတော့ခုနပြောသူပေါ့ဒီလူတယောက်ဟာဟိုကာကွယ်ရေးမြင်ရှိမရှိဟုတ်လားစီးရေးမြင်ရှိမရှိဆိုတာဘယ်လိုမှတိုင်လို့မရအောင်စစ်သားတိုင်းနဲ့စစ်တိုက်မှုတော့မဟုတ်ဟိုတိုက်တဲ့လူတိုင်းနဲ့ရှုံးပြီးတော့ခွက်ခွက်လန်ပြေးရတယ်လို့လည်းအများကြီးပဲဟုတ်ပါဘူးလားအဲ့တော့အဲ့အဲ့ဒီလူဗိုလ်ချုပ်ဖြစ်လာတိုင်းသူစီးရေးမြင်ရှိတယ်လို့ကျွန်တော်တို့ပြောလို့မရအောင်နော်တကယ်တမ်းပြောမယ်ဆိုရင်အခုကျွန်တော်တို့ရွေးကောက်ပွဲမှာကြည်လိုက်ပေါ့ဗျာအခု2015ရွေးကောက်ပွဲမှာဟုတ်လားဒေါ်စန်းစုကြည်ဆိုရင် तू ကဘယ်တိုင်းနဲ့ပြည်နယ်ဆိုဘယ်သူ့ကိုလှုပ်လိုက်ဟုတ်လားဘယ်နယ်မှာဆိုရင်ဟုတ်လားဘယ်သူနဲ့ ကန်လိုက်ပေါ့နော်ဒီလိုကွက်ချပြီးတော့စီစဉ်သွားတာတွေဒါစီးရင်မြင်မယ်တကယ်ပြောရင်တော့နော်စီးရင်မြင်သူကလိုလျောက်လူတယောက်မှာ gifted ပေါ့နော်ဒါရှိနေတယ်ဆိုတော့ဖော်ပြနေတာပဲဒါကျွန်တော်တို့ကဒါပဲလိုက်ပြောတာမဟုတ်ဘူးတကယ်တမ်းပြောရင်အဲ့ဒါပဲအခုကျွန်တော်တို့လုပ်နေတယ်စီးရင်မြင်ဆိုတာဒီလိုလေစီးရင်မြင်ဆိုတာရန်သူချိန်မိုးပြီးတော့အနိုင်တိုက်တာတခုတည်းစီးရင်မြင်မဟုတ်ဘူးနော်စီးရင်မြင်မဆိုဒီလိုတိုက်ပွဲမတိုက်ဖဲနဲ့ရန်သူကိုယ့်ဘက်ရောက်လာအောင်စီးဟုတ်နိုင်တာစီးရင်မြင်မယ် နော်ဒါတကယ်အစ်စ်မြင့်နဲ့စီးရင်မြင်ပေါ့ဗျာဒါခုနပြောအကျန်းကြီးနဲ့စီးရင်မြင်မဟုတ်ဘူးဆိုတော့အခုကျွန်တော်တို့ဖွဲ့နေတဲ့အခုမျိုးသက်ပြန်လဲတင်းမြတ်ကြီးအစိုးရပေါ့နော်ခုနကကိုကျော်စွာမိုးပြောတဲ့ဟာအများကြီးပဲဟုတ်လားဆိုတော့အဲ့အရာတွေကိုကြည့်ရင်ဒါဒါလည်းစီးရင်မြင်လို့ပြောလို့ရတာဘာလို့လဲဆိုတော့ကျွန်တော်တို့တခြားအောင်လို့ကျွန်တော်တို့ဗမာလူမျိုးကြီးတွေပေါ့မယုံကြည်ဖြစ်ပြီးတော့တန်တရားတွေဖြစ်နေတဲ့ကျွန်တော်တိုင်းရင်းသားတွေကိုကျွန်တော်တို့ဒါဆွဲဆောင်စီးရင်ပြီးတော့ ဟုတ်လားအတူကျွန်တော်တို့ဝိုင်းဝန်းပြီးတော့နိုင်ငံကိုတိဆောက်ရအောင်ဆိုတော့ခေါင်းစဉ်အောက်မှာဆွဲပြီးတော့တွင်းတာဒါလည်းစီးရင်မြင်မယ်လေအမှန်တိုင်းပြောရင်ဆိုတော့ဒါစီးရင်မြင်ကိုတိတိကျကျတိကျတဲ့စံနှုန်းတွေနဲ့တိုင်လို့မရတဲ့ဟာထည့်ထားတဲ့သဘောဖြစ်နေတာပါဆရာဟုတ်ပါတယ်ဟုတ်ကဲ့အခုဒီအခုသမရလောင်းထွက်လာပြီဆိုရင်လက်ခံကြပါတော့တကယ်လို့များသမရစီစီရည်ရှိစီစီရေဖွဲ့ကစစ်ဆုလို့ဖြစ်တည်ရှိတော့မဖြစ်ခင်ရှိတော့တပိုင်းထားလိုက်ပေါ့ချက်တစ်ချက်ကိုရောက်ပြင်မယ်ဆိုရင်ကုကြဆောင်မှုဘယ်လိုဆက်ဖြစ်လာနိုင်မလဲ အပယ်မယ်ဆိုတာဟိုတက်မတော့ဒီဒီဒီဟိုဟာနဲ့ပေါ့နော်ရွေးချယ်အဲ့ဒီခုနှစ်ချက်တည်းပေါ့အခုကဖြစ်နေတာကဒီ59မှာခုနှစ်ချက်နဲ့ပြည့်စုံမှ qualify ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်လည်းကျွန်တော်ထင်တယ်အဲ့လိုမျိုးပယ်ဖို့ကတော့တိတ်အလားလာတော့နည်းတယ်ထင်တယ်အဲ့ဒါဆိုရင်တော့ပြီးတော့လွတ်တော်ထဲမှာသွားပြီးတော့ဟလာ အာထိတ်တိုက်တွေ့တဲ့သဘောမျိုးနဲ့သွားပြီးဆန်လိမ့်မတင်တယ်။ဟုတ်ကဲ့။အဲနိုင်ငံကြီးကအာကောင်းတဲ့အကွက်တော့မဟုတ်ဘူး။ကျွန်တော်ထင်တယ်အဲ့လိုမျိုးတော့ရှောင်လိမ့်မတင်တယ်။ခုနပြောသလိုပဲဒီစီရေးအမြင်ဆိုတဲ့နေရာမှာဟိုတတ်မှတ်ရခက်တယ်ပေါ့နော်။ဟုတ်ကဲ့။အာတစ်ဖက်ကနေပြီးတော့သူသူဆန်ချင်သူပြင်တယ်သူတိုင်ဟိုဘက်ကသူပြင်တယ်သူတိုင်တာမျိုးဖြစ်နေတယ်။ဟုတ်။တွေ့ရင်မဲ့အမ် ဟိုနိုင်ငံရေးစီရေးအမြင်ဆိုတာလည်းပဲဟိုနိုင်ငံကောင်းဆောင်နေမှာတော့ဒါတွေကအရှိရတာပဲလေနိုင်ငံကောင်းဆောင်အုပ်ချုပ်မဲ့သူတွေရတာဟာစီစီရေးရပြောမဲ့သူနိုင်ငံကိုဘယ်လိုကာကွယ်မှာလဲဆိုတဲ့ဟန်မှုအမြင်တွေကတော့ရှိတာပဲလေကျွန်တော်ထင်တယ်နောက်တစ်ချက်ကလက်ရှိနိုင်ငံရေးအခြေအနေကတော့ကျွန်တော်ထင်တယ်ဟိုထိတ်တိုက်သွားလို့မရဘူးထင်တယ်တမတော်ဘက်ကပဲပြောပြောကျန်တဲ့ USDP ဘက်ကပဲပြောပြောအာဒီမျိုးသားဒီမျိုးစီဖွဲ့ချုပ်ကပဲပြောပြောပေါ့နော်ဆိုတော့အခုရွေးချယ်ထားတဲ့လူတွေကကျွန်တော်ထင်တယ်အဲအဲ့လိုမျိုးပယ်ခံရတာတို့ဘာလို့တော့ ဖြစ်လိမ့်မယ်ကျွန်တော်တော့တိတ်မမြော်လင့်ဘူးပေါ့နော်မဟုတ်ရင်တော့ဒီကြည့်လို့ကောင်းမှာမဟုတ်ဘူးပြဿနာတွေပဲတတ်သွားနိုင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါအခုလို့ကျွန်တော်တို့ဒီသူတမလာအလောင်းနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွန်းတတ်ပြီးတော့ဆရာလေးအများကြီးကျေးဇူးတင်ပါတယ်